ဒီစာကြောင်း6ကြောင်းတဲ့ကဘယ်ဟာကမှန်လဲဘယ်ဟာကမှားလဲကြည့်ကြမယ်6ခုလုံးမှန်တယ်ဆိုလို့ရှိရင်6မှတ်ရတယ်တစ်ခုမှမမှန်ဘူးဆိုလို့ရှိရင်တော့0မှတ်ရပါတယ်โอเคကြည့်ကြအောင်နော် I will go back to home I will go back to home မှန်လားမှန်လားဟုတ်ပါတယ်အမှန်ပါဘူးโอเค I will go back to home လို့ပြောနော် I'll go back home home ရရှိမှာ to မထည့်အောင်နော် I'll go back home ထပ်ကြည့်မယ် I have many worked to do ငါမလုပ်တယ်အများကြီးပဲလုပ်ချင်ရှိရယ်မှန်လားမလားဟုတ်ပါတယ်ဒါလည်းပဲမမှန်ပါဘူး okay i have many work ဆိုမပြောပါဘူး i have a lot of work to do ကျောင်းမှာလုပ်ချင်ရအများကြီးပဲရှိတယ် work မှာလည်း s တဲလို့မရဘူးเนาะ okay နောက်တစ်ခုကကြ many ကိုလည်းသုံးလို့မရဘူး many ကရေတွက်လို့ရတဲ့ noun အနေနဲ့တွဲပြီးတော့သုံးမယ်เนาะ okay i have a lot of work to do ကျောင်းမှာလုပ်ချင်ရလုပ်ချင်အများကြီးပဲရှိရယ် i have a lot of work to do ထက်ကြည့်မယ် everyone are coming လူတိုင်းလာမှာ everyone are coming မှန်လားမှန်လားဟုတ်ပါတယ်ဒါလည်းပဲမှားပါတယ် everyone are coming လို့ပြောတော့ everyone is coming လူတိုင်းလာမှာ okay everyone လူတိုင်းလူတိုင်းဆိုကြ are တော့မယ်အဲ့လိုဖြစ်သွားတယ်အဲ့လိုမတော့เนาะ okay everyone is coming ထက်ကြည့်မယ်သုံးခုပဲကျွန်တော်ရနော် we discussed about the problem အမှန်လားမှန်လားပြဿနာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ် we discussed about the problem <laughs> okay. we discussed about the problem ရောနော် you know? we discussed the problem okay discussed now ma about my life နော် okay we discussed the problem တက်ကြည့်မယ် he is married with sarah သူက sarah နဲ့အိမ်တော်ကြလားတောင်းမှန်လားမှန်လား ဒါလည်းပဲမှားပါတယ် okay he is married married with sarah လို့ပြောနော် he is married to sarah သူက sarah နဲ့အိမ်တော်ကြတာစသဖြင့်ပြောမနော် okay ဘယ်နှမရနေလဲနောက်ဆုံးတစ်ခုကြည့်မယ် he explained me the lesson သူကကျွန်တော်သင်ခန်းစာရှင်းပြတာ he explained me the lesson မှန်လားမှန်လားဟုတ်ပါတယ်ဒါလည်းပဲမှားပါတယ် he explained me the lesson ပြောနော် he explained the lesson to me he explained the lesson to me အဲ့လိုပြောမနော် โอเคအဲ့တော့အကုန်လုံးဒါမှားတဲ့ဟာတွေပါအဲ့တော့အကုန်လုံးမှားတဲ့ဟာမှာကိုယ်မှန်တယ်ဆိုရင်6မှတ်ရပါမယ်ဘယ်နှမှတ်ရလဲကိုယ်မှာရေးတော့ပါတမှတ်ဆိုရင်1လို့ရေးမယ်3မှတ်ဆိုရင်3လို့ရေးတော့မယ်โอเคအခုလိုမျိုးသင်ခန်းစာလေးကကိုယ်တို့အထောက်ကူဖြစ်လာမသိထောက်ကူဖြစ်ဆိုရင်ကိုယ်မှာ AS လို့ရေးတော့အောင်နော်ထောက်ကူဖြစ်တဲ့သူမြားရတယ်ဆိုလို့ရှင်ဒါမျိုးဗီဒီယိုလေးထပ်ပြလုပ်ပေးမယ်โอเค